ငွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ငွေကြေးဆိုင်ရာအကောင့်ဆိုရင်ဘဏ်အကောင့်ကိုပဲ ပြင်းပြင်းကြမှာပါလူတယောက်မှရှိနိုင်တဲ့ငွေကြေးအကောင့်ပုံစံကဘဏ်အကောင့်နဲ့မကပါဘူးတစ်ခုနဲ့မကမျိုးစားတွေရှိပါတယ်လူတိုင်းမှရှိတဲ့ရှိနိုင်တဲ့ငွေကြေးပိုင်းဆိုင်ရာအကောင့်၅ခုအကြောင်းကိုဝေမျှတင်ဆက်ပေးကြပါတယ်မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါတယ်ဒီ channel ကနေပြီးတော့မှ stock စီးကွက်မှာယင်းမြန်နန်ချင်းဒီအခြေခံတွေနဲ့ ပါစနယ်ဖိုင်နန့်ဆိုတဲ့ကိုပိုင်ဘဝငွေကြီးကြေးရေးတိုးတက်ရေးနီလန်းစီမံခန့်ခွဲရေးနီလန်းတွေကိုဝင်းမြတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ Channel နဲ့တူလိုက်ပါလေ့လာဖို့ဖိတ်ခေါ်ပါရစေ။ Subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးဖို့တောင်းဆိုပါရစေ။လူတိုင်းမှာရှိတဲ့ငွေကြေးပိုင်းဆိုင်ရာအကောင့်၅ခုကဘာတွေလဲကြည့်ရအောင်။နံပါတ်၁ Checking Account ဒါကတော့ကိုယ့်ရဲ့ပေါ့နော်ဒါဝင်ငွေဝင်တဲ့အကောင့်လစာဝင်တဲ့အကောင့်ဖြစ်ပါတယ်။ကိုကအလုပ်လုပ်နေတယ်ဆိုရင်လစာကအဲ့ဒီအကောင့်ထဲကိုဝင်လာမယ်။စီးပွားရေးလုပ်နေတယ်ဆိုရင်လည်း အမြင့်ငွေတွေဝင်ငွေတွေကိုဒီအကောင့်တွေကိုထည့်ရမှာဖြစ်ပါတယ်။ဒီအကောင့်အတွက်ကတော့ပုံမှန်အနေနဲ့ဘဏ်ကနေပြီးတော့မှ saving account ကိုတုံးကြတာပဲများပါတယ်။ဒီအကောင့်တွေကနေဝင်ငွေထွက်ငွေစုဆောင်ငွေအကျွေးဆက်စရာအားလုံးကိုပြန်နေရာချပြီးတော့မှ budget အတိုင်းအသုံးပြုရပါတယ်။ဒီအကောင့်ကနေ budget အတိုင်းနှိဆိုတဲ့လိုအပ်ချက်အတွက် want ဆိုတဲ့လိုချင်တာတွေအတွက် saving စုဆောင်ခြင်းနဲ့ debt ဆိုတဲ့အကျွေးဆက်စရာတွေအားလုံးကိုတေချာတတ်မှတ်ခွဲဝေပြီးတော့မှအသုံးချရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့လူတစ်ယောက်မှာဝင်ငွေရတစ်လောက်ဒေါ်လာ3000ရှိတယ်ဆိုရင် မဖြစ်မနေလိုအပ်ချက်တွေအတွက်ဒေါ်လာ1500သုံးနိုင်တယ်။ကိုလိုချင်တာလေးတွေအတွက်ဒေါ်လာ900သုံးနိုင်တယ်။ saving အတွက်ကတော့ဒေါ်လာ600ဆိုပြီးသုံးနိုင်ပါတယ်။ saving အတွက်ရထားတဲ့ဒေါ်လာ600တဲ့ကနေပြီးတော့မှအကျွေးရှိရင်ဆက်ဖို့ဒေါ်လာ300ရင်းနှီးမြှုပ်နှံဖို့ invest လုပ်ဖို့အတွက်ဒေါ်လာ300ဆိုပြီးတော့မှလည်းထပ်ပြီးတော့ခွဲနိုင်ပါတယ်။တကယ်လို့ကိုကလိုအပ်ချက်မဟုတ်တဲ့လိုချင်တဲ့ဟာတွေကိုသုံးဖို့အတွက်ရထားတဲ့ ဒေါ်လာ900လုံးမသုံးမဲနဲ့ short ချနိုင်တယ်ဆိုလို့ရှိရင်စုဆောင်းမှုအတွက်ငွေတွေပိုလာမှာဖြစ်ပါတယ်။အဲ့လိုရထားတယ်ပေါ့နော်။ငွေတန်ဖိုးပမာဏတွေကိုတခြားတော့တတ်မှတ်ထားတဲ့မတူတဲ့အကောင့်တွေထဲကိုလဆောင်းဝင်တာနဲ့လွှဲပြောင်းပြီးတော့မှထည့်ရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ saving လုပ်ဖို့အတွက် emergency fund စုမဲ့ပေါ့နော်။ငွေစုအကောင့်ထဲကိုဒေါ်လာ200ထည့်မယ်။ invest လုပ်ဖို့အတွက် investing account တွေကိုဒေါ်လာ400ထည့်မယ်ဆိုပြီးတော့မှလစာဝင်ဝင်ချင်းမှချက်ချင်းပြောင်းထည့်နိုင်ပါတယ် ဘတ်ဂျက်လုံနေအကျွေးဆက်နေတွေ personal finance နည်းလမ်းတွေအတိုင်းလောက်အောင်မှာဖြစ်ပါတယ် personal finance ကငွေနဲ့မကင်းတဲ့သူတိုင်းသိရမယ်အသုံးချရမယ်အကြောင်းအရာပညာရက်တွေဖြစ်ပါတယ်လူတစ်ယောက်အတွက်နောက်ထပ်ရှိတဲ့အကောင့်ကတော့ high yield saving account ဖြစ်ပါတယ် emergency fund လို့စုဆောင်းငွေတွေကိုတည်တံ့ထားဖို့အတွက်အကောင့်ဖြစ်ပြီးတော့မှငွေကိုဒီတိုင်းထားရင်ငွေကြေးဖောင်းပွားမှုအကြောင်းတန်ဖိုးဆုံးရှုံးတာနေအောင်တတ်တာစေဖို့အတွက်အတိုးပို့ရတဲ့အကောင့်ကိုထားတာဖြစ်ပါတယ် ငွေဝင်တဲ့ bank account ကနေဒီ account တွေကို emergency fund အတွက်ပဲဖြစ်ဖြစ်ရေလိုကာလမှာသုံးဖို့အတွက်ရည်ရွယ်ပြီးစုတဲ့ငွေတွေပဲဖြစ်ဖြစ်ပေါ့နော်တည်ထန့်ထားပြီးတော့စုရမှာဖြစ်ပါတယ်နိုင်ငံလိုက်ပေါ့နော်တက်ဆိုင်ရာ bank တွေမှာအတုံးတုံးပူရစီတဲ့ account ပုံစံများထားပြီးတော့ဖွင့်နိုင်ပါတယ်ခိုင်မာတဲ့ brokerage account ကိုသုံးပြီးတော့မှလည်း money market fund တွေမှာစုထားနိုင်ပါတယ် emergency fund ဖြစ်တဲ့အတွက်ကြောင့်မို့လို့ invest လုပ်ဖို့မတုံ့ပြန်ထားရမှာဖြစ်ပါတယ်ဒီ account ထဲမှာထားရမှာဖြစ်ပါတယ် ဒီအကောင့်ထဲမှာ emergency fund အပြင်ခရီးသွားဖို့လားဒါမှမဟုတ်ရင်အိမ်ပြင်ဖို့လားအဲကားဝယ်ဖို့လားစသည်ပေါ့နော်တနည်းကနေနှစ်နှစ်သုံးနှစ်အတွင်းလောက်မှာသုံးဖို့လိုတဲ့စုဆောင်ငွေ short term saving တွေကိုလည်းဒီအကောင့်ထဲမှာထားနိုင်ပါတယ်နံပါတ်3ရှိရမယ့်အကောင့်ကတော့ retirement account ဖြစ်ပါတယ်အငိမ့်စားယူဖို့အတွက်စုဆောင်တဲ့ account ဖြစ်ပါတယ်လူတိုင်းမှာအငိမ့်စားယူဖို့အစီအစဉ်နဲ့ invest လုပ်နေစုဆောင်နေတဲ့ account ရှိကိုရှိရမှာပါတစ်ချိန်ချိန်မှာလူတိုင်းဟာအငိမ့်စားယူကြရမှာပါ အမေရိကန်နိုင်ငံမှာဆိုရင် 401k လို့အကောင့်မျိုးကကိုငွေထည့်တယ်လို့အလို့ရှင်ဘက်ကလည်းထည့်ပေးတာလည်းရှိတဲ့အတွက်ကြောင့်မလို့ငွေပိုစုမိစေပါတယ်။ IRA လိုမျိုးအကောင့်တွေဖွင့်ပြီးလည်းငွေထည့်ပြီးတော့စုနိုင်ပါတယ်။ဒီအကောင့်တွေကအငင်းစားယူချိန်မပူပြင်ရအောင်နှစ်ရှည်ကြအောင် စုဆောင်ရတဲ့အကောင့်များဖြစ်ပါတယ်။ငွေကိုဒီအတိုင်းထည့်ယုံတဲ့မှာဒါပဲနဲ့တိုးပွားမဲ့ပုံစံမှာ invest လုပ်ဖြစ်အောင်စီမံပေးပါ။ ဥပမာအနေနဲ့ S&P 500 ETF တို့ Index Fund တို့ထဲမှာထည့်ပြီးတော့မှ invest လုပ်ပေးထားရမှာဖြစ်ပါတယ်။ဒါမှသာငွေရသုံးပွားနေမှာပါ။အခွန်အခသက်သာခွင့်တွေလည်းရတဲ့အကောင့်တွေဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာဆိုရင်တော့နိုင်ငံသားနဲ့အမြဲတမ်းနေထိုင်ခွင့်ရှိတဲ့ PR တွေဆိုလို့ရှိရင် CPF အကောင့်မှာဖွင့်ပြီးတော့မှမဖြစ်မနေငွေစုရပါတယ်။ကိုလစာတွေကနေပြီးတော့ရာခိုင်နှုန်းတစ်ခုထည့်စုရတယ်လို့အလို့ရှင်ဘက်ကလည်းရာခိုင်နှုန်းတစ်ခုထည့်ပြီးစုပေးပါတယ်။အလွန်ကောင်းတဲ့ပေါ့နော် retirement saving account ပုံစံဖြစ်ပါတယ်။ CPF အနေနဲ့ကတော့အစိုးရကအာမခံနဲ့ပေါ့နော်ပေးတဲ့အမျက်နှုံတချို့ဖြစ်ပြီးတော့မှမျက်နှုံကနည်းတယ်ဆိုပေမဲ့နှစ်ပေါင်း20 30ကြာတဲ့အခါမှာငွေများစွာ compounding effect ရပြီးတော့ဒိုးပွားလာနိုင်ပါတယ်။ဒီအကောင့်ကိုငွေစုတယ်ဆိုရင်ကိုယ့်ဘက်ကဘာမှတိတ်လုပ်ပေးစရာမလိုပါဘူး။တကယ်လို့ကိုကတီးတန့်ထက်ပြီးတော့အဲ့ဒီ CPF ကိုတစိမ့်တစ်ပိုင်းကိုအသုံးချပြီးတော့ invest လုပ်ခြင်းနဲ့တခြားနေရာမှာယင်းနှမြုပ်နှံမှုလှုပ်ခြင်းနဲ့ဆိုရင်လည်းခွင့်ပြုထားတဲ့ပမာဏနဲ့ပုံစံများလည်းရှိပါတယ်။ တကယ်လို့ကိုကချားနိုင်ငံတနိုင်ငံမှာရောက်နေတယ်နိုင်ငံသားသားမို့လို့အစိုးရဝန်တန်းမဟုတ်လို့ဆိုပြီးတော့မှအကြောင်းအမျိုးမျိုးကြောင့်မို့ပေါ့နော်အစိုးရအစီအစဉ်နဲ့ပင်စင်စုခွင့်မရှိဘူးဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်အစီအစဉ်နဲ့ retirement အတွက်ရည်ရွယ်ပြီးတော့မှစီမံကိန်းနဲ့ invest လုပ်နေရမှာပါဥမာအနေနဲ့ S&P 500ထဲကိုတစ်လကိုဒေါ်လာ150လတိုင်း invest ထဲလောက်သွားတဲ့ပုံစံဖြစ်ပါတယ် ကိုအငိမ့်စားယူတဲ့အချိန်အထိကိုမပြတ်မကွက် invest လုပ်ထားရဲဆိုလို့ရှိရင်ဒါ retirement account မှာငွေစုပြီး invest လုပ်တာနဲ့ပုံစံအတူတူပဲဖြစ်ပါတယ်။နံပါတ်၄ရှိတဲ့ account ကတော့ investing account investment account ဖြစ်ပါတယ်။နံပါတ်၃ဖော်ပြခဲ့တဲ့ account ဖြစ်တဲ့ပေါ့နော် retirement account ပြီးပြီဆိုလို့ရှိရင် နောက်ထပ်သဆင့်တက်ပြီးတော့မှာပေါ့နော် investing လုပ်လို့ရတဲ့ account ကိုဖွင့်နိုင်ပါတယ်။ဒီ investing လုပ်တဲ့ account ကတော့ဒါ brokerage account လည်းဖြစ်နိုင်တယ်။ တခြားတော့ဒါ investment fund တခုခုမှာဖွင့်ထားတဲ့အကောင့်လည်းဖြစ်နိုင်ပါတယ်ပင်စင် account အပြင်ကိုမှထပ်ပြီးတော့မှကိုယ့်ရဲ့ပေါ့နော်ငွေကြေးတိုးတက်ဖို့ဘဝတက်တက်သာချမ်းသာဖို့အသက်ကြီးပိုင်းအချိန်မှာပို့ပြီးတော့မှများများပေါ့နော်ထုတ်သုံးနိုင်ဖို့မပူမပင်ပို့ပြီးတော့နေနိုင်ခွင့်ရှိဖို့အတွက် investment ကိုလောက်တာဖြစ်ပါတယ်ကိုယ်ပိုင် investment account ဖြစ်တဲ့အတွက်ကြောင့်မလို့ retirement account တွေလို့အစိုးရရဲ့ပေါ့နော်ငွေထုတ်ဖို့အတွက်ကန့်သက်ထားတဲ့အသက်တွေ ကန့်သက်ချက်တွေမရှိတော့ဘူးပေါ့နော်အဲ့ဒါလည်းကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်ဒီ investment account မှာကကြတော့ကိုငွေများများ invest လုပ်ချင်ရင်လုပ်ချင်သလောက်ပေါ့နော်များများထည့်ပြီးတော့ invest လုပ်တယ်ဆိုရင် financial freedom မြန်မြန်ရနိုင်တယ် retirement account ကနေငွေထုတ်လို့မယူလို့မရခင်မှာကိုကဒီ account ကနေစပြီးငွေထုတ်နိုင်မယ်ဆိုတဲ့သဘောတွေရနိုင်ပါတယ် financial freedom ရချင်တဲ့သူဆိုရင်ကိုပိုင် investment account တွေနဲ့ငွေတွေကိုများများပေါ့နော်စူးစမ်းရှောင်ဖွေပြီးတော့စုဆောင်ပြီးတော့ငွေကို invest လုပ်တယ်ဆိုလို့ရှိရင်ငင်းစားအသက်မတိုင်ခင်အသက်ငယ်စဉ်မှာပဲဒါငင်းစားယူမယ်ဆိုရင်ယူလို့ရတယ် early retire လုပ်ချင်လုပ်လို့ရမယ်အဲ့လိုတဘောမျိုးပေါ့နော်ဒါကြောင့်မို့လို့ဒီကိုပိုင် investment account ကိုလည်းရှိသင့်ပါတယ်နံပါတ်5ကတော့ brokerage account ပေါ့နော်ဒါကလည်းခုနက account ပြောခဲ့တဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ် ဒီကောက်မှာကကြတော့ကိုယ့်ရဲ့နားလည်မှုနဲ့ကျွမ်းကျင်မှုအလိုက်ပေါ့နော်စတော့တမျိုးချင်းစီကိုဝယ်ပြီးတော့မှယင်းဤမြုပ်နှံမယ်မျက်ရင်လည်းပုံမြများမျက်နိုင်နေဆိုတဲ့သဘောဖြစ်ပါတယ်။များပြားတဲ့ယင်းဤမြုပ်နှံမှုအခွင့်အရေးတွေတွေ့နိုင်မယ်အပေါ်ဝင်ဝေရှာနိုင်တဲ့နီးလန်းတွေရှိတယ်။စတော့တွေကိုဝယ်ရောင်းတာတွေလောက်ပါလား။ဈေးကြချင်းဝယ်ပြီးတော့ဈေးတက်ချင်းပြန်ရောင်းပြီးအမျက်ရှာပါလား။တင်ဆက်သူပေါ့နော်ကိုတိုင်တုံးပြူပြီးတော့မှလက်တွေ့လုံနေတဲ့ option selling လို့အလုပ်တွေကိုလုပ်ပြီးတော့ပုံမှန်ဝင်ငွေရှာပါလားစသဖြင့်ပေါ့နော် ကိုယ့်ရဲ့ကျွမ်းကျင်မှုအလိုက်နီလန်းတွေ strategy တွေကိုအသုံးပြုပြီးတော့မှဒီ brokerage account ထဲမှာကိုကတောင်ကိုယ့်ရဲ့ရင်းနှီးငွေတွေကိုထည့်ပြီးတော့မှဝင်ငွေတွေတိုးပွားလာအောင်ဝင်ငွေတွေရအောင်လည်းလုပ်နိုင်ပါတယ်။တင်ဆက်သူအသုံးပြုတဲ့ပေါ့နော်။အာ option selling နီလန်းတွေဆိုလို့ရှိရင် risk လည်းအလွန်မများပဲနဲ့ဖြည်းဖြည်းမှန်မှန်နဲ့ပုံမှန်ဝင်ငွေတွေရစေတဲ့အလုပ်တွေပုံစံတွေပဲဖြစ်ပါတယ်။ဝင်ငွေလမ်းကြောင်းတစ်ခုတိုးလာတယ်။ပုံမှန်ဝင်ငွေလမ်းကြောင်းတစ်ခုအပူရှိလာတယ်။ နောက်ဆုံးကို့အလောက်ကပေါ့နော်ရတဲ့ဝင်ငွေအပြင်ကဒုတိယဝင်ငွေလမ်းကြောင်းဒုတိယ income ရှိတယ်ဆိုလို့ရှိရင်ဒါဟာဝင်ငွေတွေများပြီးတော့မှမြင်းများပို့ invest လုပ်နိုင်ပြီးတော့မှမြင်းများချမ်းသာစီဖို့အခွင့်အရေးတွေရှိလာမှာပဲဖြစ်ပါတယ်။ပုံမှန်အဖြစ်ကတော့ဒီ saving account ရယ်ပြီးတော့ high yield saving account ရယ် retirement account ဆိုတာဒီသုံးခုကတော့လူတိုင်းကမဖြစ်မနေရှိရမယ့် account တွေပဲဖြစ်ပါတယ်။ဒါမှသာကိုယ့်ရဲ့တသက်တာပေါ့နော်။အာအိုမင်းတဲ့အချိန်မှာဆိုရင်လေကိုကအဆင်ပြေပြေနဲ့နေနိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့အမေရိကန်နိုင်ငံကလူတယောက်အနေနဲ့ဆိုရင်ကိုလဆောင်ဝင်တဲ့အခါမှာ saving account နဲ့ဝင်မယ် emergency fund နဲ့ short term saving အတွက်ကို high yield saving account နဲ့မှာထည့်ထားမယ် retirement အတွက်က 401k account နဲ့ရှိမယ်ဆိုပြီးတော့မှရှိနိုင်ပါတယ်စင်ကာပူကလူဆိုရင်တော့လဆောင်ဝင်တဲ့ saving account ရှိမယ်ပြီးရင် money market fund ထဲမှာဒါ emergency fund တွေကိုထည့်ထားမယ် retirement အတွက်ဆိုပြီး CPF account နဲ့မှာထည့်ပြီးတော့မှငွေကိုစုနေမယ်ဆိုပြီးလှုပ်ထားမှာဖြစ်ပါတယ် ဒါမှမဟုတ်ရင် saving account ရှိမယ် high yield saving account ရှိမယ်ပြီးရင် retirement အတွက်ကကိုပိုင် investing account တစ်ခုခုရှိမယ်ဆိုပြီးတော့မှရှိနိုင်ပါတယ်နောက်ထပ်ဘောနော account နှစ်ခုဖြစ်တဲ့ brokerage account trading account တွေ investing account တွေကတော့ကိုပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ပန်းတိုင်းကိုရဲ့ဝင်ငွေကိုရဲ့လိုအပ်ချက်တွေအတိုင်းပေါ့နော်တင့်တော်တယ်လို့ထားနိုင်ပါတယ် ခုပြောပြပေးခဲ့တာကတော့လူတိုင်းမှာရှိတဲ့နဲ့ရှိနိုင်တဲ့အကောင့်၅ခုအကြောင်းကိုဝင်မြခဲ့တာပဲဖြစ်ပါတယ်။တံပြူစရာဆွေးနွေးစရာတွေရှိတယ်ဆိုရင် comment မှာဝင်မြပေးဖို့ဖိတ်ခေါ်ပါတယ်။ like ကိုနှိပ်ပြီး channel ကိုအားပေးနိုင်ပါတယ်။ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးအောင်မြင်ကြပါစေ။နောက်ထပ်တင်ဆက်ပေးမယ့် video တွေမှာပြန်ဆောင်ကြပါစို့။